โอเคအားလုံးပဲမင်္ဂလာပါဗျဆောကတီးအမျက်နဲ့ပြန်လိုက်ပြီးကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့စူပါဆန်းနေညမှာလည်းလီပွဲဆုံးပွဲကောင်းနေအများကြီးရှိတဲ့တရားနေအကြိုက်ဆုံးပွဲစဉ်ရှစ်ပွဲဖြစ်တဲ့ EPL မှာ၄ပွဲလာလီဂါမှာ၃ပွဲစီးရီးယားမှာ၃ပွဲစုစုပေါင်းပွဲစဉ်၈ပွဲကိုလူလူချင်းပြည်ပြီးလုပ်ပေးတော့မှာဖြစ်ပါတယ်နေညလည်းကုညီဝေးအစီအစဉ်ကြားလိုက်မယ်လို့ယူဆပါတယ်ကျွန်တော်၈ပွဲပြည်ပြီးလုပ်ခဲ့ရမှာ၆ပွဲအောင်၂ပွဲကြာနေဒီ TG Fish Channel မှာလည်းเนาะ preview fit စတဲ့ဘွဲထုတ်ခဲ့ရမှာကိုဘွဲအောင်နှစ်ဘွဲကြာနဲ့အစဉ်ပြေးထားတဲ့ညမှာရှိပါတယ်ကျွန်တော်ရေဘူရန်ဘီဒီဘွဲကောင်းတဲ့လက်ဆောင်ညညလေးကျွန်တော်၄ဘွဲထုတ်ခဲ့ရမှာအော်ဝင်ထားပါတယ်ဘူရန်ဘီဒီဘွဲကောင်းဒါမှမဟုတ် member plan ဝင်နေတဲ့ညီကိုများဒီ profile ကဖုန်းနံပါတ် Viber Telegram နဲ့ဆက်သွယ်ပြီးတော့ဝင်နိုင်ပါတယ်ကျွန်တော် preview ဘွဲစဉ်ဒီဘက်ကိုတွားလိုက်ရအောင်ပထမဆုံးကျွန်တော်တို့ဒီ EPM ဘွဲစဉ်ဖြစ်တဲ့ Frankfurt United ဒီဘွဲမှာ EPM Frankfurt က Bruges 1 plus 60နဲ့ဥပောင်းကြီး3 plus 20စာမှာရှင်းပွန်ထားပါတယ်ဒီပထမကြော့ဈေးနဲ့ရှင်းကြည့်မယ်ဆိုရင် United ဈေးကတော့အရန်ပြောင်းလာနေတာမှရှိပါတယ်ပထမကြော့ဈေးက Engine United ကနေ1 block 50ပေးထားပြီဒီ Engine Wing ကြည့်မယ်ဆိုရင် Wing United ကတော့ကြည့်ပြန်ပြရမယ့်နေထားမှာတော့အခု Brandford ကကြည့်ပြန်ဖွင့်ထားပါတယ်ဒီ Leicester ကတော့ဖောင်ကြည့်ရမယ်ဆိုတော့ Gala Formula နဲ့လုံးအရင်ကွာထားတဲ့ဒီထားမှာမရှိပါဘူးအဓိကတော့ Wing United တို့ကဒီဘက်ပြင် Europa League အရေးကြီးတဲ့ဘွဲစဉ်ကံမှုရှိတာဖြစ်တဲ့ကြောင့် EPL မှာလည်းဒီနှစ်သင်းလုံးကတော့အမှတ်မလိုတော့တဲ့နေထားမှာရှိပါတယ်ဒါကြောင့်မို့ United တို့ကဒီဘွဲပြင် Europa League ကံစရာရှိတဲ့နေထားမှာဖြစ်တာကြောင့် ဒီ engine brand book ကပဲ JB ပြင်ဖောက်ထားတဲ့ထားမှာရှိပါတယ်။ဒါကြောင့်မို့လို့နော်ဒီဘွဲမှာတော့ United တို့ဒီအရင်ကစားသမားတွေများစုနဲ့ကွဲထွက်လာပြီးကစား Twitter မဲ့နေထားမှာရှိတာကြောင့် engine brand book ပေါ်ဒီကိုရွေးချယ်ထားပါတယ်။ရလကမန်ကြီးကဝန်ကြီးခံမထားပါတယ်။နောက်ပြီးတော့ fighter နဲ့ Newcastle ဒီဘွဲမှာ away Newcastle ပေါ်ကြီး level 30နဲ့ဂိုးပေါင်းကြီး3လုံး30ရှုံးမှာချိန်ဖွင့်ထားပါတယ်။ပထမကြော zenith ကြည့်မယ်ဆိုရင်တော့ဒီပထမကြော newcastle အင်္ဂါမှာတော့ newcastle က level 50ပဲပေးထားပါတယ်။အခု away win မှာလည်း away win ကနေပြီးတော့ပဲ level 30ပြန်ပြီးဖောက်ထားပါတယ်။ ဒီနေ့ဟက်လူဟက်ရာကြီးရမယ်ဆိုရင်ဘရိုက်တန်ကဒီညူကာဆယ်ဒီပိုင်းမှာအသာသီးရရှိထားတဲ့နေရာမှာရှိပါတယ်ပထမကြောက်ကလည်းဒီညူကာဆယ်အင်္ဂွေမှာဘရိုက်တန်က2-1နဲ့ရရှိတာပြီးဒီဟက်လူဟက်ရာကြီးမယ်ဆိုရင်တော့ညူကာဆယ်ဝေးဝန်းကနေဈေးပေးထားတဲ့နေရာမှာဈေးပြတ်ပါတယ်လက်ရှိဖောင်ကြီးရမယ်ဆိုရင်တော့ဒီလက်ရှိဖောင်တိုင်းဆိုရင်တော့ညူကာဆယ်ဈေးကမှန်တဲ့နေရာမှာရှိပါတယ်လက်ရှိဖောင်မှာညူကာဆယ်ဖောင်ပုံကောင်းထားပါတယ်နောက်ဆုံးကဝက်မှာဒီ2-9တဲ့ကွဲရှင်ဘရိုက်တန်ကတော့နောက်ပိုင်းကွဲတွေမှာရှိကြတဲ့နေရာမှာရှိပါတယ်သူ့အနေနဲ့ဒီအဆင်ဆုံးလေလုကင်းပြီးတော့အထက်လည်းမရောက်တော့တဲ့နေရာမှာနောက်ပိုင်းကွဲတွေမှာစက်တိုက် ရလဒီကြဆင်းထားတဲ့ညမှာရှိပါတယ်။ဒါကြောင့်မလို့ဒီဘွဲမှာတော့ဒီဝင်းဝင်းနျူကာဆယ်တို့ချန်ပီယံလိဝင်ဝင်တွေမရှိမနေနိုင်သုံးမှရရှိဖို့လိုအပ်နေတဲ့နေရာမှာဖြစ်တာကြောင့် level 30ရှုံးပေါ်ကြောက်မှာနျူကာဆယ်ကိုလူလူချက်ထားပါတယ်။ရလခံမကြောက်1 2ခံမှထားပါတယ်။နောက်ဘက်တော့ Western နဲ့ Tottenham Spurs ဒီဘွဲမှာအရှင် Western က body ကြီး level 80ရှုံးနဲ့ဘူပေါင်းကြီးသုံးလုံးတီမှာခြေဖွင့်ထားပါတယ်။ဒီပထမကြော်ဒီ Tottenham Spurs အင်ဂိုမန်တို့က Tottenham Spurs က4-1နဲ့နိုင်ထားပြီးအပွဲမှာဖောက်တဲ့ကြီးကအရှင် Tottenham Spurs 1-50ရှုံးဖောက်ထားပါတယ်။အင်္ဂလန်ဝင်းကြီးမစင်တော့ဒီဝင်းဝင်း Spurs ကပဲ1-50ဆာလောင်ပေါက်ရမယ်နေထားမှာအခု ဒီပြောင်းပြန် under dot အတင်းကနေပြီးတော့ asian wasan ကနေပြီးတော့ level 80ရှုံးဈေးကပြင်းပြင်းကြည့်ဖို့ထားပါတယ်ဒီဘွဲလေး united ဘွဲလိုပါပဲဒီ total swap ကဒီဘွဲပြီးရင်သူတို့ရဲ့အဓိကအရေးကြီးဆုံး flaw ဖြစ်တဲ့ youtuber late flaw semi final ဒီရကြောကံဖို့ရှိတဲ့နေသားမှာဖြစ်တာကြောင့်ဒီဘွဲကတော့သူ့အနေနဲ့ရန်လူစင်းနဲ့ပဲဒီပွဲထလာပဲနေသားမှာရှိပါတယ် EPM မှာလည်းသူ့အနေနဲ့ trade through ရမှလိုချင်မရှိတော့တဲ့နေသားမှာဖြစ်တာကြောင့်ဒီ asian wasan ကပဲဈေးကပြင်းပြင်းဖွင့်ထားတဲ့နေသားမှာဒီ asian wasan ဘွဲကိုပြီးချက်ထားပါတယ်ရလကမန်းကြီးက21ခံမှထားပါတယ် နောက်တစ်ပွဲတော့ Chelsea နဲ့ Liverpool ဒီပွဲမှာအရင် Chelsea က Burnley level 60နဲ့5ပေါင်ကြီးသုံးလုံး30ရှုံးမှခြေဖွင့်ထားပါတယ်။ပထမကြော Liverpool အင်ဂွင်းမှာတော့ Liverpool က2-1နဲ့နိုင်ရရှိတာပြီးအပွဲမှာအရင် Liverpool ကတလုံးသေးခြေဖွင့်ထားပါတယ်။အင်ဂွင်းဝင်းမှုကြည့်မယ်ဆိုတော့ဒီဝေးဝင်း Liverpool ကပဲ level ရှုံးတော့ဖောက်ရမယ်နေထားမှာတော့အခုဒီအရင်ဖြစ်တဲ့ Chelsea ကပဲခြေပြန်ပြေးထားပါတယ်။ဒီကတော့ဒီဝေးဝင်း Liverpool ကတော့ တိုက်တယ်ကိုရရှိသွားတဲ့အနေအထားမှာဖြစ်တာကြောင့်ရမှတ်လိုအပ်ချက်မရှိတော့ပါဘူး။ချက်စီကတော့လက်ရှိမှာချန်ပီယံလေးဝင်ခွင့်အတွက်ရမှတ်လိုအပ်ချက်ရှိနေတဲ့အနေအထားမှာဖြစ်တာကြောင့်အရှင်ချက်စီကပဲကြည့်ပြန်ဖောက်ထားပါတယ်။အဲကြောင့်မကျွန်တော်ဒီဘွဲမှာတော့အရှင်ချက်စီတို့ရမှတ်လိုအပ်ချက်ရှိနေမှုနဲ့အတူအဝေးဝင်းလောက်ဘူးလို့ပါလဲ။ဒီ trade to ရမှတ်လိုအပ်ချက်မရှိတော့တဲ့အနေအထားမှာဖြစ်တာကြောင့်ဒီကစားသမားတွေပုံမှန်ပါပဲကံလာမဲ့အနေအထားမှာအရှင်ချက်စီဘော်ဒီနဲ့ ကိုပေါင်းကြီးသုံးလုံး30ရှုံးပေါင်းကြီးအောင်မှာနှစ်သိန်းသလုံးဒီချက်စီရလည်းဖွင့်ကံမဲ့နေထားမှာဖြစ်တာကြောင့်လူပေါင်းတို့ကိုလည်းကိုပြန်ရလာနိုင်တဲ့အနေထားမှာရှိပါတယ်။ဒါကြောင့်မို့ကိုပေါင်းအပေါ်နဲ့ချက်စီပေါ်ဒီကိုပြေးချထားပါတယ်။ရလာခမန်းချက်32ခမန်းထားပါတယ်။နောက်တော့ Spain La Liga ဝယ်စဉ်ဖြစ်တဲ့ VN နဲ့ဆက်တာဒီဘက်မှာအရင် VN က Bolivia 1-80နဲ့ကိုပေါင်းကြီးဒီလုံး90စားဆိုပြီးတော့ဒီ Bolivia ကိုပေါင်းစီရောကပြင်းပြင်းဖွင့်ထားတဲ့နေထားမှာရှိပါတယ်။ပထမကြော့ ဒီ VA wave ကနေ2-1နဲ့နိုင်ထားတဲ့ပွဲမှာ1 plus 50အစားဟုတ်တာပါလေအင်းဝေး wave ဆိုရင်ဒီ1 minus 50ရှုံးတော့ fault နဲ့ထားမှာ1 minus 80ဆိုတော့ဒီ VA ကိုပြောင်းသုံးတယ်တော့ဈေးပြင်းနေပါတယ်လက်ရှိဖောင်းကတော့နှစ်သုံးလုံးရိုင်းကွာထားတဲ့နေသားမှာဖြစ်ပါဘူး VA ကလည်းနောက်ပိုင်းပွဲတွေမှာအရင်ရလက်ကောင်းထားတဲ့နေသားမှာဖြစ်ပါဘူး wave wave setter လည်းနောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲရှုံး2ပွဲတည်ထောင်းရတော့ရိုင်းကွာထားတဲ့နေသားမှာဖြစ်ပြီမဲ့ setter ကဘူက ်တို့အနေနဲ့တိုက်စစ်အားကောင်းတဲ့နေသားမှာဖြစ်တာကြောင့်အဲဘီရဲ့ခန်းစစ်ဖို့တော့ဒီဘက်မှာအဝေးဘက်ဖြစ်ပေမဲ့ဒီလောက်ပြွန်လာနိုင်တဲ့နေသားမှာရှိပါတယ်။ဒါကြောင့်မို့လို့ဒီဘက်မှာဒီလုံ90ဆပ်ပါကြောက်မှာဘူပေါင်းပေါ်ကိုဦးစားပေးရွေးချယ်ထားပြီး body 1.80ဆုံးပေါ်ကြောက်မှာဘီရဲ့ခန်းစစ်ကလည်းရိုင်းကောင်းမွန်ထားတဲ့နေသားမှာမဟုတ်တာကြောင့်တော့ဒီဘက်မှာဘီရဲ့တို့ကူပြက်အနံွယ်ရဲရဖို့ခက်ခဲလာမဲ့နေသားမှာတွေ့ရပါတယ်။ဒါကြောင့်မို့ body မှာ setup ပြီးကို body နဲ့ဘူပေါင်းပေါ်ကိုရွေးချယ်ထားပါတယ်။ရလကမှာကျ32ခံမထားပါတယ်။နောက်တစ်ခုကတော့ Espanyol နဲ့ Betis ဒီဘက်မှာ ဝေဘတ်တစ်ကဘူဒီလေဗယ်40နဲ့ဘူပေါင်းကြီးနှလုံး80ရှုံးမှာချေဖွင့်ထားပါတယ်ဒီပထမကြောဘတ်တစ်ရဲ့ဘူမှာတော့ဘတ်တစ်က1စီးနဲ့နိုင်တာပြီအပွဲမှာအရင်ဘတ်တစ်ကပဲတစ်လုံးတည်ရင်းပွင့်ထားပါတယ်အင်းဝေးဝေးဝင်းကြည့်မယ်ဆိုတော့ဒီဘတ်တစ်ဝေးဝင်းကနေ level ရှုံးလောက်ပေါက်ရမယ်နေတာမှာ level 40ဆိုတော့ဒီဘတ်တစ်တို့ဈေးပြောတဲ့နေတာမှာရှိပါတယ်ဒီပွဲပြင်လည်းဘတ်တစ်ဒီ conference league semi final ဒုတိယကြောဝယ်စဉ် fueling down နဲ့ကံရမှုရှိနေတဲ့နေတာမှာဖြစ်တာကြောင့်ဒီပွင့်ချက်ကြံရမယ့်နေရာမှာဖြစ်တာကြောင့်ဘတ်တစ်တို့ဈေးပြောတဲ့နေရာမှာရှိပါတယ်။လက်ရှိဖောင်ရတော့ဒီဖောင်ရတော့နှစ်သင်းလုံးကွာထားတဲ့နေရာမှာမရှိပါဘူး။အစပန်ဂျိုလည်းနောက်ဆုံး ဘွဲ့ဒီမှာစလိုက်ဖောင်ကောင်းထားတဲ့နေရာမှာရှိပါတယ်။ကျွန်တော်ဒီဘွဲ့မှာတော့ဒီအဝေးဝင်းဗက်တက်တို့ကဒီဘွဲ့ပြီးရင် Conference League Semi-final ဒုတိယကြောဒီ Fiorentina နဲ့ဘွဲ့ချက်ကံကိုရှိတဲ့နေရာမှာဖြစ်တာကြောင့်သူ့အနေနဲ့ဒီ Conference League flag ကလည်းလက်ထက်ကန်းလိုမှရှိနေတဲ့နေရာမှာဖြစ်တာကြောင့်ဒီဘွဲ့မှာတော့ဗက်တက်တို့အဲ့ဒီဘွဲ့ကိုပဲအယုံပြောက်လာတဲ့နေရာမှာရှိပါတယ်။ Asian Espanyol ကလည်းဖောင်ကောင်းနေတဲ့နေရာမှာဖြစ်တာကြောင့်ဒီဘွဲ့မှာတော့အနည်းဆုံးသေရက်လက်ထွက်အောင်ကံသွားမဲ့နေရာမှာဒီ level 40ဆုံးပေါက်ကြီးအောင်မှာ Espanyol ကိုရွေးချယ်ထားပါရက်လက်ခံမှကြည့်1-1 draw ခံမှထားပါတယ်။ နောက်တစ်ပွဲတော့ Suzidet နဲ့ Athletic လက်ဒီပွဲမှာ Asian Suzidet က Borujee level 30ရှိုးနဲ့ဘူပေါင်းကြီးနှလုံး30စာမှာကျပွန့်ထားပါတယ်ဒီပထမကြော Athletic အင်ဂျင်မှာက Athletic ကဝန်စီနဲ့နိုင်ထားပြီးအပွဲမှာ level 50ရှိုးကြီးပေါ့ထားပါတယ်ဒီနေ့ကတော့ဒီလက်ရှိမှာတော့ Table Standing ကဒီကွာထားတဲ့အဆိုပဲ Club Image ရတော့ဒီအရင်ကွာထားတဲ့နေထားမှာမရှိပါဘူးဒီ Table Standing ရဲ့ Assets တွေက Suzidet က level 30အင်ဂျင်မှာကြီးကျော်ပေးတဲ့နေထားမှာဈေးတန်းကတော့ညှပ်တာတဲ့နေထားမှာရှိပါတယ် အဝင်ဝင်တလက်တစ်ကလပ်ကိုကြည့်ရမယ်ဆိုတော့လက်ရှိအဆင့်၄မှာဒီချန်ပီယံလိဝင်ဝင်ဘက်ကအချိန်ကြီးကောင်းတဲ့အနေနဲ့မှာရှိပါတယ်အဆင့်၆ကပတ်တင်နေလေဒီ၆မှာထိပြတ်ထားတဲ့အနေနဲ့မှာဖြစ်တာကြောင့်ချန်ပီယံလိဝင်ဝင်ဘက်ကဒီအရင်ဖီယာမရှိတဲ့အနေနဲ့မှာရှိပါတယ်ဒီပွဲပြီးရင်တော့ဒီယူပါလိဆီမီဖိုင်နယ်ဒုတိယကျောပွဲစဉ်ယူနိုက်တက်အိမ်ဝင်မှာအကြီးကြီးတဲ့ပွဲစဉ်ကံဟိုးရှိတဲ့အနေနဲ့မှာဖြစ်တာကြောင့်ဒီပထမကျောကဘူးပြည့်ဆုံးထားတယ်ဆိုပေမဲ့ဖိုင်နယ်မှာသူ့ရဲ့အိမ်ဝင်မှာကံမဲ့အနေနဲ့မှာဖြစ်တာကြောင့်အက်လက်တစ်ကလပ်အနေနဲ့ဒီကံပတ်နဲ့မလာရင်တော့မှာပဲသူ့အနေနဲ့အစွမ်းကုန်ရုံးလာမဲ့အနေနဲ့မှာရှိပါတယ်အဲဒါကြောင့်ကျွန်တော်ဒီပွဲမှာတော့ဒီလာလီဂါမှာလည်းသူ့အနေနဲ့ ချန်ပီယံလိဝင်ဖို့အတွက်ရင်းဖီအားမရှိသေးတဲ့အခြေအမှာအေရှန်ဆိုစီတဲ့ဘောဒီကိုယူရထားပါဝေဝဲအက်သလက်တစ်ကလပ်ကလည်းဒီဘက်မှာထင်း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 ကန်လာမဲ့နေထားမှာကိုအောက်ကိုဦးစားပေးယူရထားပါတယ်ရက်လက်ခံမှန်းချက်ဝမ်းစီခံမှန်းထားပါတယ် နောက်တစ်ပွဲတော့စီးရီးပွဲစဉ်ဖြစ်တဲ့ဝူမာနဲ့ဖီရီနာဒီပွဲမှာအရှင်ဝူမာကဝူရီကြီး1 plus 40စားနဲ့ဘူပေါင်းကြီးနှလုံး80ရှုံးမှာကြီးပွင့်ထားပါတယ်ဒီအဆင့်6ကနေအဆင့်10ဒီဂျာထဲမှာအဆင့်20ပဲကွာထားတဲ့အနေထားမှာအရှင်ဝူမာ1 plus 40စားကဈေးပြင်းနေလို့ပြောလို့ရတဲ့အနေထားမှာရှိပါတယ် level ရှုံးတော့ပေါက်ရင်တော့တင့်တော်တဲ့အနေထားမှာ1 plus 40စားကဘူမာဈေးပြင်းနေပါတယ်လက်ရှိ form လည်းဘူမာတို့ form ကောင်းနေပါတယ်နောက်ဆုံး9ပွဲမှာချုံမပြေကန်တော့ပြီး3ပွဲနိုင်2ပွဲတည်ဘူမာဒီဖီရီနာနဲ့စားရင်ဘူမာ form ကောင်းနေပါတယ် ဒီဝက်ဘင်းနဲ့ဝီဝင်းဖီရီညာတို့ဒီ conference league semi final တိကျကြောဝယ်စဉ်ရည်ကြီးတဲ့ဝယ်စဉ်ကံမှုရှိပါတယ်ဘက်တက်နဲ့ကံမှုရှိတဲ့နေထားမှာဖြစ်တာကြောင့်အပွဲကိုဒီဖီရီညာတို့အနေနဲ့အဓိကအယုံဆက်ရမယ့်နေထားမှာရှိပါတယ်စီးရီးမှာလည်းဖီရီညာတို့လက်ရှိအဆင့်ရှစ်မှာရပ်တည်နေပြီးအဲဒီအထက်ကဒီ conference league europa league တို့နဲ့လှမ်းဝင်းနေတဲ့နေထားမှာဖြစ်တာကြောင့်စီးရီးမှာသူ့အနေနဲ့ရမလို့ချက်ကကြီးကြီးမားမားမရှိတော့ပါဘူးဘိုးမောက်ကြည့်ရမယ်ဆိုတော့လက်ရှိအဆင့်6နဲ့ဒီ champion league ဝင်ခွင့်တို့အတွက်ညှိနှိုင်းလို့ရတဲ့နေထားမှာ ရှိတာကြောင့်ဒီရမတ်လိုချက်ကဘူမရမတ်လိုချက်ကိုပြီးရှိနေပါတယ်ဒါကြောင့်ကျွန်တော်ဒီဘွဲမှာတော့ဖီရိုနာတို့ဒီဘွဲပြီးရင်ကံမဲ့ပွဲချက်လည်းရှိတဲ့နေထားမှာဖြစ်တာကြောင့်အင်ရှင်ဘူမတို့ရလက်ကောင်းနေမှုနဲ့အတူနယ်ဘွဲဆက်သွားမယ်ပွဲလိုယူဆပါတယ်နောက်ကြောင့်ဝန်တက်လီတဲ့ဆက်ပေါ်ကြည့်အောင်ဘူမဘော်ဒီကိုပြီးချက်ထားပါတယ်ရလက်ကမှန်ချက်တူးစီခံမှန်ထားပါတယ်စူပါဆန်ညံမှာအလုံးအပေါင်းပြကြပါစီဗျာ